ာရှိတော့နနခင်ပါဗျာနော်โอเคကျွန်တော်တို့ဒီအပါတူကြဟုတ်ဒီမေးလိုက်ပါအားလုံးအောင်ပါဒါဆောင်ကနားလည်းပါရည်ကြနော်အဲ့တော့ နံပြရတယ်ဆိုရင်မိမိကြိုက်ရနံပါတ်လေးတွေကိုလည်းရွေးချယ်ပြီးတော့လည်းတော့ဘောနော်ကိုကိုအနေနဲ့တော့သင်စရာရှိတဲ့နံပါတ်တွေကိုတော့သင်ချောက်သွားမှာတော့ဖြစ်ပါလိမ့်နော်တန်တဲ့ညောင် ားလုံးပေါ့ပါနော်ပေါ့ပါ ဒါပထမအုပ်စုဖြစ်တယ်ဗျနော်ကိုကဒါအမှနိုင်ပြော6ခွန်ကျွဲ့အရင်ကြိုက်ကြိုက်တာတော့6ခွန်သာကြိုက်တာ6ကလေပေါ်လီသူတို့တွေကတော့ no တော့ပြရတယ်ဒါပေမဲ့ no ပဲမ no ပဲတော့မသိဘူး ိုက်တာတော့6ခွန်တွဲတော့ဒါကြိုက်တယ်6ခွန်တွဲဒါကြိုက်တယ်နော်အမတ်6ခွန်ခွန်ချောင်း6 6ခွန်ကိုကြိုက်တာကိုပြောတာလीနော်အရန်ကြိုက်တယ်အဲ့6ခွန်တွဲဆိုရင်ခဏဒါဒါမဲ့3ခွန်လောက်ဝဲချရတယ်အလဲတိုင်းခွန်တော့ဒီမှာထေထားပြီးဒီကဏ္ဍနေရတော့ညာကြီးပဲ အ3ည5နှစ်ဆိုတော့ကယ်လန်ဒါ3 3ည1 2 3ည9 2ဒီ3ည9 2လေးကယူဆိုင်ပြန်တော့ကျွန်တော်အဲ့ဒါတော့ပါကရန်ထေရ၄5လုံးရောက်ပြီမ3ည9 2တနေ့နေ့ပဲထေနာသူကအမှန်ဆိုရင်ခွန်3ည1 2ဘာလို့လဲထူးတင်နေဘူးလေဒါမှမဟုတ်ကနန်းနေသား ဟိုကဖြင်းပါကြောက်တော့မသေးဘူးကနန်းရောမသေးဘူးနော်အဲတုံညာသိစီနေတော့တုံညာခွန်တန်နီနဲ့ထဲလိုက်တယ်အချောက်ခွန်အတွေ့လီကြိုက်တယ်ကနန်းတကယ်တော့အော်ဂနန်းထဲမဆူတော့ခွန်ခွန်ရှစ်ဆိုရင်ကနန်းတကယ်တမ်းဆိုရင်သူကကအော်ဂနန်းဖြစ်မယ်လို့ကျွန်တော်ယူဆလိုက်တာအဲ့ခွန်ခွန်ရှစ်က ်တနတိချာတော်ပြိုင်တော့တအားနေတော်တော်တန်တယ်နော်ဘာပြေနော်အဲ့ဒီခွန်ခွန်ရှိဆိုတဲ့ကနတာအတန်နေအဲ့လိုကနပူထွက်လာရင်ခွန်၆ခွန်၆၆ခွန်ခွန်ခွန်ရှိတယ်ခွန်ခွန်တုံညာအဲ့ကနရဲ့တည်ထားပြီးတော့ပူဆော့တင်တယ်နော်ရှင်းပြသွားပြီဒုတိယအုပ်စုကတော့တာ၆ခွန်နဲ့ပတ်သက်တာတော့၆ခွန်နေ အဲ့ချောင်းလေးနေဆိုရကနားမဆိုးရှလေးနဲ့ကိုလေးတဲ့အဲ့ဒါလေးပရီဒီလေးသုံးခေါ်အဲ့တဲ့သုံးညာခုနဒီမှာပြန်ထည့်ထားရပြန်နော်ဟိုကောဟိုကောသုံးညာခုတဲ့နော်တန်တဲ့သုံးညာခုထည့်ထားပြီတတိယအုပ်စုကတော့ခုန်ကိုလေးတကူရှိ ်တကြီးတစ်ထိတ်ကတော့ဒါကျွန်တော်မဆုံးနေရတော့ဆော်ပြရမှာသူကမထွက်လာသေးဘူးနော်တစ်တုံညာဒီ6ကတော့ကျွန်တော်တို့အဲ့မှာတော့တတ္တယာစစ်မပြန်ထေထားလိုက်ပြန်အဲ့နှစ်6လေးရလေဟိုကပလက်တလုံးထေထားလိုက်နော်အဲ66လို့မထွက်လာရဲ့ဘာ1 1 3ညာနေလဲဆော်ပြထားနေပြီနော်တော့669 တတတုံညာရှေဘူးတွေကြာလို့ရှင်တော့ဒီနံပါတ်မျိုးတော့ဖြစ်နိုင်တယ်နော်အကေးဟိုလိုရှင်နှလုံးပေါင်းနဲ့ချားမဆိုရငါလီကိုငါလီဆိုကိုဖြစ်တယ်လို့အဲ့လိုကနန်းမျိုးနဲ့စော်ထားတာပါတယ်နော်အဲ့ဒါဒါပါတူတာလေးပေါ့နော်အဲ့ဒါဒါပါတူတာလေးမှာကနန်း ထေထားရနံပါတ်1တန်း948တူ949ကနတ်ရတော့တေချာတော့ထေလိုက်တာပဲဗျာနော်ဒါတွေကတော့တေချာထေထားရနံပါတ်ပဲဒီတစ်ခါထွန်းတော့ပါအုပ်စုကပူကောင်းလိုက်မယ်လို့ထင်နေပေါ့နော်ဒီအုပ်စုဒါအကောင်းတဲ့အုပ်စုဖြစ်လိမ့်မယ်လို့ထင်နေဒီတစ်ခါတော့နော်အဲအဲ့လိုမျိုးထင်နေကြတဲ့တော့ကျွန်တော် ကံစားမဲ့ထေရရဲ့ကနန်းတို့၈နှစ်နဲ့ကောင်းပါလေတူလေးပရိမာတော့လေတိုင်း၆နှစ်နောက်သုံးပါလေကောင်းငါထေကလည်းပြီးနေတော့လေးပရိကလည်းကြာနေတော့ငါ၆သုံးရှေဘူးနေနေတော့၉၉နှစ်ကိုရှေခွန်တော့လေးပရိနေနေထေထားတယ်အငါ၅၆ရှေဘူးနေနေထေတယ် ငါတကူကတော့ဒါတော့ breeder line ဒီတကူဆိုရဲမနေတော့ရှင်းပြသေးလားမသိဘူးနော်အလေတိုင်းတင်နောက်ကိုနေအဲအိမ်ကနေကိုကျွန်တော်ငါတကူချတယ်ဟိုအလေးတုံးတုံးအဲ့ဒါတုံညာ breed လေးပေါ့ချုံငါနစ်ကိုငါနစ်တာကိုငါနစ်အောက်တန်းနေဆောလာလို့ရှင်ပေါ့ချုံငါနစ်လည်းအောက်တန်းနေဆောလာလို့ရှင်မလွတ်အောင်လို့ထဲလိုက်တယ်နော် 6နှစ်တူ9နှစ်တူဆိုတော့ဒါတလေးခွန်ရှင်ပြောက်ပြီးတော့အောက်တန်းအမဲဆက်ထွက်လာမယ်ဆိုရင်တော့ဒါမလွတ်တန်းခြားထိုင်996နှစ်တူ9နှစ်တူတလေးခွန်ရှင်မပါဘူးဆိုရင်99နှစ်တူနော်အဲအဲ့လိုမျိုးကဏ္ဍလေးတွေထည့်ပြီးတော့လေအသုံးပြုပြီးတော့လက်ဆောင်လေးတွေပေးလိုက်ပါလေနော်ကဲအားလုံး ေါ့ပြီပေါ့နော်ဒီတခါတော့နော်အဲ့တော့ကဏ္ဍလေးတွေကတော့မိမိနိနေအဲရွေးချယ်ပြီးဆောမယ်ဆိုလည်းပြင်မပြောပါဘူးရွေးချယ်ပြီးဆောနိုင်ပါလေနော်အဲ့တော့ကိုကိုနိနေလေးကြည်ထားသလောက်ပေါ့ဗျာနော်ကိုကြည်ထားသလောက်ဒါဒီပွဲကကျွန်တော်အာကူဆုံးပွဲဖြစ်တဲ့ပွဲမလို့ တရှင်းပြပြီးတော့ဗောနော်အဲလေးပင်မြောင်ပွဲတော့ကနန်း၁၀လုံးတော့မပြေဘူးဗောအဲ့တော့ကနန်း၁၀လုံးတော့မပြေဘူးဆိုတော့တည်တယ်အဲ့ဒီအဲထဲမှာကျွန်တော်တို့ကဘလို့ခံမသွားလဲဆိုရင်နံပါတ်၁နံပါတ်၄နံပါတ်6ရေနံပါတ်9 နံပါတ်10ရဲ့4ရဲ့6ရဲ့9ရဲ့10ရဲ့ကနန်းအပီးထွက်လာမှာလာကနန်းကြံခဲမှာတော့တေချာတယ်ဆိုတော့ဒီတလေး6ခွန်း10ကြံတဲ့ကနန်း5လုံးသေးကကျွန်တော်တို့ကနန်းနှလုံးကတော့ထွက်ပါစီလို့စူတောင်းတယ်ဗျာနော်တလေး6ခွန်း10ဆိုတဲ့ကနန်းကတော့နှလုံးလောက်ကတော့ကျွန်တော်တို့ထွက်မှတ်တာလေ ဒါခုနှလုံးပြီးမှာပေါ့နော်သူက1 3 5 9 3ညာ5လုံးထွက်ထားတော့ကြံနေကနတလေး6ခုရှိအဲ့ဒီတလေး6ခုရှိဆိုရယ်ကနတော့လက်ကြံကနဖြစ်တဲ့တလေး6ခုရှိနေကနနှလုံးကိုတော့အတော်တော်ခမန်းပြီးတော့ဆွဲထုတ်သွားတဲ့နံပါတ်ဖြစ်တယ်လို့နော်အဲ့တော့ကနတော့ခုနှလုံးလောက်တော့တက်ပါစီလို့ဆူတောင်းလိုက်နေပေါ့နော် ထိတ်ထားတာငါလုံးရောက်နေပြီအဲ့တော့လက်ကျန်ငါလုံးထဲနှလုံးလေးကတော့ပြန်ပြီးတော့ဒီပွဲမှာပါရင်းနေစနေကြိမ်မြောက်ကြီးကနန်းခုနှလုံးနဲ့ပြီးမလားကနန်းရှစ်လုံးနဲ့ပြီးမလားဆိုတော့ပဲကြည်ရမှာပေါ့နော်အဲ့ကနန်းခုနှလုံးနဲ့ပြီးမယ်ဆိုရင်ခုနှလုံးလျောက်ထေထားတယ်ကနန်းရှစ်လုံးဆိုတာတော့ဘာကုန်ကြီးဖြစ်နေတယ်ဗောနော် ကနန်းရှစ်လုံးဆိုတော့ဘာကူဖြစ်နေလေဒါကြောင့်ကနန်းခုနှစ်လုံးလောက်ပြီးပြီးမယ်ဆိုရင်တော့ကနန်းနှလုံးကနန်းစိတ်နှလုံးတက်လာမယ်နံပါတ်2ကိုဦးစားပေးပြီးတော့တင်ထားရလေဖြစ်ပါလေအကိကနန်း၅လုံးထဲပြီးမယ်နံပါတ်မျိုးတွေပဲဆိုရင်တော့တုံများ၅နှစ်ဆိုရင်ကနန်းတွေတော့ဒါ၅လုံးထဲပြီးတဲ့နံပါတ်မျိုးတွေဖြစ်တယ်အဲကိုယ့်အကူလည်းကြည်လိုက်ပါလိမ့်เนาะโอเค thank you အားလုံး ကြံပါပါစီချမ်းသာကြပါစီ